ကျွန်တော်ကတော့ဒါတော့ဘိုင်ကီရမ်ပါကျွန်တော်ဒီနေ့ဗာဗီဒီယိုလေးလုပ်ပေးမလဲဆိုတော့ဗောနော်ကျွန်တော်တို့ဘဝဟောင်းကတော့ဆက်ခဲ့တဲ့ပတ်တန်းဆက်တွေထဲမှာမှကျွန်တော်တို့ငကားမျိုးနွယ်လေးဗောနော်ဆိုတော့ငကားမျိုးနွယ်လေးကကိုယ်တွေကိုဗာတရင်စကားလေးပါချင်နေတယ်ဗောနော်သူတို့ဗာတွေပြောချင်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် reading လေးလုပ်ပေးပါမယ်ဗီဒီယိုလေးလုပ်ပေးပါမယ်ဆိုတော့ကျွန်တော်တို့အာ quick ဗီဒီယိုလေးဖြစ်တာဖြစ်တဲ့အတွက်မြန်တော့မြန်ပါလိမ့်မယ်ဗောနော်ဆိုတော့ကြားကြရအောင် ဒီဗီဒီယိုကြည့်နေတဲ့သူတွေမရှိရင်ငကားဆောက်ရှောက်တရားဗာလေးများပြောချင်တယ်လေဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေနဲ့ပတ်သက်တဲ့ငကားမျိုးနွယ်တရားဗာလေးများပြောချင်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့ငကားမျိုးနွယ်တရားဗာလေးများပြောချင်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့ငကားမျိုးနွယ်ဆောက်ရှောက်တရားဗာလေးများပြောချင်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့ငကားမျိုးနွယ်ဆောက်ရှောက်တရားဗာလေးများပြောချင်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့ငကားမျိုးနဲ့အဆောက်အအုံတွေကဘာလေးများပြောချင်နေလဲတစ်ချက်ကြည့်ရအောင် so find so so ဟုတ်ပါပြီအဲဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဒီအကူလက်ရှိအချိန်မှာတော့လောက်ကင်စီယာကိစ္စရွက်တွေပေါ့နော်အလုပ်တွေတာဝန်တွေပြနေတာမျိုးကိုတွေ့ရပါတယ်ပြီးတော့ အဲလုံးနဲ့လက်နဲ့မပြတ်လုံးနေရတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်ဗောနော်အလုံးနဲ့လက်နဲ့မပြတ်လုံးနေရတာဖြစ်တာဖြစ်တဲ့အတွက်ကိုကိုကိုနားချိန်မရှိတာမျိုးတွေ့ရတယ်နည်းနည်းလေးလေးပင်ပန်းနေရမျိုးတွေ့ရပါတယ်နည်းနည်းလေးပင်ပန်းနေရမျိုးတွေ့ရတယ်တချို့တွေဆိုရင် တချို့ရေဆိုရင်လောင်ခစားတွေပိုင်းလောက်တာမှမသိဘူးเนาะလောင်ခစားရေပိုင်းလောက်တာမျိုးကိုလည်းတွေ့ရတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့နှာခမ်းမျိုးနွယ်တွေအဲ့လိုပုံစံမျိုးလေးပြောနေအောင်တွေ့ရလောင်ခစားတွေတောင်းနေရမျိုးတွေ့ရတယ်ကန်ဆန်းမဲတွေအဲ့လိုမျိုးနိုင်နေရမျိုးကိုလည်းတွေ့ရပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဒီ ဆိုတော့မကြခင်မှာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကငကားမျိုးနွယ်အဆောင်ရှောက်အထောက်ပံ့နေတဲ့အပြောင်းလဲလေးချုပ်မှုရှိတယ်။အပြောင်းလဲကောင်းတော့အပြောင်းလဲလေးပဲ။ကောင်းတော့ကံအပြောင်းလဲလေးတွေကိုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကြုံရဖို့ရှိပါတယ်။ခင်ဗျားဆိုတော့စိတ်လေးတော့နည်းနည်းလေးရှည်ရပါမယ်နော်။စိတ်မရှည်လို့တော့မရပါဘူး။ကောင်းတော့အပြောင်းလဲလေးတွေကြုံရဖို့ရှိရင်ဥပမာအနေနဲ့ကိုက အလုံရဖို့အတွက်စောင့်နေရဆိုအလုံရတာမျိုးမွေရေးချေးရေးရဖို့အတွက်စောင့်နေရဆိုမွေရေးချေးရေးရတာမျိုး ကိုကိုကတရားရောက်ကိုစောင့်နေရဆိုအဲ့ဒီတရားရောက်ကပြန်လာတာမျိုးအဲ့လိုအခွင့်အလမ်းကောင်းပေါ့နော်အဲ့တရားရောက်ကကိုတော့စဖြစ်စေတယ်ကိုကိုအဲတန်ရာရစေတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတန်ရာရစေတယ်ဆိုသူတက်ပူကောင်းတဲ့သူကကိုဘွားလေးကိုရောက်လာတာမျိုးအဲ့လိုပုံစံမျိုးလေးကောင်းတော့အပြောင်းလေးလေးညုံရဖို့ရှိပါတယ်ခင်ဗျာဆိုတော့ကနည်းနည်းလေးတော့စိတ်ရှိဖို့လိုပါမယ်အဲငကားမျိုးနဲ့အဆောင်လျှောက်တရားစိတ်ရှိဖို့ရယ်ကောင်းတော့အပြောင်းလေးလေးရအောင်သူတို့လုပ်ပြီးမယ်ဆိုတာလေးပြောနေပါတယ်ခင်ဗျာ အဲနောက်ပြီးရနောက်ကြတော့မကားမျိုးနဲ့အဆောင်ရှောက်တွေအပါးတွေပြောနေတယ်ဆိုတော့ကောင်းတာများများလို့ပို့ပြောနေပါတယ်ဆိုတော့ကသူတို့ကကိုယ်ရင်းနဲ့တူလိုက်ပြီးတော့တရားစီရင်ပေးတဲ့ပုံစံမျိုးတွေရတယ်ဆိုတော့ကသူတို့ဆောင်ရှောက်ပေးနေတဲ့သူတွေဒီကောင်းတာတော့ရင်သူကကောင်းတဲ့စုချိန်မြင်ပါတယ်အဲမကောင်းတာလုပ်တယ်မလား အဲကိုကသူတို့ရဲ့စောင်းချော်ရှင်ကိုခံရတယ်ဒါပေမဲ့ကိုကမကောင်းတာတွေလုပ်တယ်ဆိုရင်တော့သူတို့ကတရားစီရင်ပါတယ်ဥပမာလက်တွေပိတ်အောင်လုပ်လိုက်တာမျိုးစီးပွားရေးတွေအကုန်လုံးကမောက်ကမအလွဲလွဲချော်ချော်ဖြစ်အောင်လုပ်တာမျိုးအဲ့လိုမျိုးစမ်းနေပိတ်တာမျိုးအဲ့လိုပုံစံမျိုးတွေရမယ့်ပတ်စံတွေကြန့်ကြာစီတာမျိုးတွေအဲကိုကအဲသူတို့တားမြစ်ထားတဲ့မကြိုက်တဲ့အရာတွေကိုချိုးဖောက်မိတာမျိုးအဲ့လိုပုံစံမျိုးကြောင့်အဲ့လိုမျိုးခံရတာမျိုးကြီးဖြစ်ပါတယ်နော်ဆိုတဲ့အခါကျတော့ဒီ အင်းငကားမျိုးနဲ့စောင့်ရှောက်တဲ့သူတွေနဲ့ကောင်းတာများများလုပ်ပါကောင်းတဲ့စကားများများပြောပါကောင်းတဲ့အပြုမူကောင်းတဲ့အမူအကျင့်တွေများများလုပ်ပါကောင်းတာလုပ်ရင်တို့ကကောင်းတာချီးမြှင့်တဲ့ပုံစံမျိုးတွေ့ရတယ်ကောင်းတာလုပ်ရင်ကောင်းတာတန်းပြီးတော့ချီးမြှင့်တဲ့ပုံစံမျိုးလေးကိုဟိုတွေးရပါတယ်ခင်ဗျာတကယ်လို့များငကားမျိုးနဲ့စောင့်ရှောက်တဲ့သူတွေကအဲဒီရပိုင်းတွေမှာစိတ်တက်တွေကြာနေရတော့ဘာလို့ဆိုရင်တော့မကြခင်မှာစိတ်တက်တွေပြန်ပြီးတော့လန်ဆန်တက်ကြွရလာဖို့ရှိပါတယ်ခင်ဗျာစိတ်တက်တွေပို့ပြီးတော့အဲဒီအင်အားကြီးမှလာဖို့ရှိပါတယ်ခင်ဗျာ နော်စိတ်လေးပြန်လန်းဆန်းတက်ကြလာတာမျိုးမကြမ်းမအောင်ဆိုရင် ပြန်ကြမ်းမလာတာမျိုးလေးကြုံရဖို့ရှိပါတယ်ခင်ဗျာစီးပွားရေးလုပ်ငန်းတွေအယောင်နေနေတာဆိုရင်ဒီရပိုင်းဒီလာပိုင်းတွေမှာပြန်ပြီးတော့စီးပွားရေးအယောင်ပြန်တွက်လာတာမျိုးလေးကြုံဖို့ရှိပါတယ်ခင်ဗျာဆိုတော့က ဆိုတော့ငကားမျိုးနွယ်တွေရဲ့အင်ဂျယ်တွေကဗာလိမြပြောခြင်းနေလဲကျွန်တော်သုံးချက်နဲ့ကြည့်လိုက်မယ်ပေါ့နော်ငကားမျိုးနွယ်ရဲ့အင်ဂျယ်တွေကဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုဗာလိမြပြောခြင်းနေလဲငကားမျိုးနွယ်ရဲ့အင်ဂျယ်တွေကဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုဗာလိမြပြောခြင်းနေလဲငကားမျိုးနွယ်ရဲ့အင်ဂျယ်ကဒီဗီဒီယိုတွေကိုကြည့်နေတဲ့သူတွေကိုဗာလိမြပြောခြင်းနေလဲသုံးချက်နဲ့ကြည့်ပါမယ်ဟာ yes တဲ့ ok cao nó cả giàu này okay. thì đi ê đi ya ya đi nắp bàn tông bàn bọn nó few week within the next few week so yeah နံပါတ်3ဘက်တွင်မှာကောင်းသောကံအပြောင်းလဲလေးလာဖို့ရှိရဆိုတော့ကကိုကတစ်ခုကိုလေ reset တစ်ခုကိုစောင့်နေတာအကြောင်းပြန်တာတစ်ခုကိုစောင့်နေရ information တစ်ခုကိုစောင့်နေတာမျိုးဆိုရင်ငကားမျိုးနဲ့အဆောင်ရှောက်တွေအနေနဲ့မကြခင်မှာအဲ့ဒီတည်ငောင်းကိုစောင့်မြုံနေတဲ့အရာတိရောက်လာဖို့ရှိပါတယ်ဒီတပတ်နံပါတ်တွင်မှာအဲ့ဒီတည်ငောင်းကြားရဖို့ရှိပါတယ်ခင်ဗျာပြီးတော့ဒီတစ်ခုကိုရက်စော်လို့များမေးထားလာရင်ငကားမျိုးနဲ့အဆောင်ရှောက်တွေဒီဗီဒီယိုကိုကြည့်နေတဲ့သူများဒါပါတော့ကိုကိုစိတ်ကူးထဲမှာကြံစီနေတဲ့ရက်စော်လို့ကိစ္စတွေကိုမေးထားရဲဆိုရင် yes ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဖြစ်ပါတယ်မှန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါတခုခုမေးထားတာရှင် yes เนาะဆိုတော့ပြီးတော့ပိုကောင်းတဲ့ဟာတွေကိုလာဖို့ရှိရနော် there is something better တကယ်လို့များတခုခုဆုံးရှုံးသွားတဲ့သူတွေတခုခုမရလိုက်တဲ့သူတွေတခုခုကိုမအောင်မြင်မဲ့ကြာရှုံးသွားတဲ့သူတွေအနေနဲ့ဆိုဘာပြောနေလဲဆိုတော့ဒီ dragon spirit တွေကဘာပြောနေလဲဆိုတော့မကြခင်မှာပိုကောင်းတဲ့ဟာ there is something better လာဖို့ရှိရနော်ပိုကောင်းတဲ့ဟာလေးလာဖို့ရှိပါတယ်ခင်ဗျာဆိုတဲ့အခါကျတော့ ဒါလေးကတော့ဒီကိုယ်ကိုစောင့်ရှောက်နေတဲ့ Dragon Spirit နဂါးမျိုးနဲ့အဲဒီ Guardians တွေကဗာလေးပြောချင်နေတယ်ဆိုတော့ကျွန်တော် quick review လေးလုပ်ပေးလိုက်တာပါအားလုံးပဲခြေနှက်နှစ်သိမ့်နိုင်မယ်လို့ညွှန်လင်းပါတယ်ခင်ဗျာကျွန်တော်ကတော့ Taro by Kiran ပါကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါဦးမယ်ခင်ဗျာ